တယ်ပါခင်ဗျာဆိုတော့ဆရာဒီနေ့ကျတော့ grade 7ရဲ့เนาะ grade 7 lesson 2မှာ amber ဆိုတော့ပြင်းရောင်လေးပေါ့เนาะအဲ့ဒီပြင်းရောင်လေးရဲ့ read the passage ဒီစာပိုင်ကြီးကိုဆရာတို့ဖတ်ကြည့်မယ်เนาะစာပိုင်ကြီးဖတ်တာကိုဆရာချင်းပြပါမယ်အဲ့တော့ပထမဦးဆုံး amber ပင်းရောင် amber ဆိုတဲ့အဓိပ္ပာယ်လေးကပင်းရောင်လို့ပြောလိုက်တာသူကတော့မီးပွိုင်နေကိုတွားတဲ့အခါမှာဝါစိမ့်နီးဆိုပြီးတော့မျိုးလုံးထဲမှာမြင်ကြတာတကယ်ကအဝါရောင်စစ်စစ်မဟုတ်ဘူးကောနော် the little yellowish brown ဆိုတာဝါညိုရောင်လို့ပြောတာ little yellowish brown lights เนาะဝါညိုရောင်အလင်းရောင်လေးဝါညိုရောင်အလင်းရောင်လေးဖြစ်တဲ့ပါလိပြီလဲဆိုတော့ပရင်းရောင်လေးပေါ့เนาะ amber ဆိုတာပရင်းရောင် amber the little yellowish brown lights เนาะအဲ့တော့ဝါညိုရောင်အလင်းရောင်လေးဖြစ်တဲ့ပရင်းရောင်တဲ့ကဲအဲ့ဒီအကြောင်းလေးဆိုဖတ်ကြည့်အောင် amber ပရင်းရောင်ဆိုတာ the yellowish brown light ဝါညိုရောင်အလင်းလေးဖြစ်တယ်အဲ့ဒီဝါညိုရောင်အလင်းလေးဖြစ်တဲ့ပရင်းရောင်လေးကဒီမှာဆိုကော်မာလေးနှစ်ချက်ကုတ်ထားတယ်ဝါညိုရောင်အလင်းလေးဆိုတာလည်း amber ပဲ amber ဆိုတာလည်းဝါညိုရောင်အလင်းလေးပဲဒီနောက်နှစ်ခုကတစ်ခုကိုတစ်ခုအတိပ္ပယ်အတူတူတက်ရောက်တယ်အနည်းအားဖြင့်ဒါကိုမင်းတို့အတန်းလေးနည်းနည်းကြီးလိုက်သင်ရမယ် now and opposition grammar အနေနဲ့သင်ရမယ် noun ကတ်လို့ခေါ်တယ် noun နှစ်ခုကိုကတ်ပြီးရေးထားတာ amber ဆိုတာလည်း the yellowish brown light ပဲ the yellowish brown light ဆိုတာလဲ amber ပဲအတူတူပဲအဲ့တော့ဝါညိုရောင်အလင်းရောင်လေးဖြစ်တဲ့ amber လေးဟာ west feeling set စိတ်မကောင်းဖြစ်နေပါတယ်တဲ့ west feeling set ဆိုတာစိတ်မကောင်းဖြစ်နေပါတယ်တဲ့ she was thinking သူမတွေးနေခဲ့တယ်ဘာကြောင့်လဲ about her own job သူမလုပ်ရတဲ့အလုပ်အကြောင်းကိုတွေးနေရတယ်တဲ့သူမရဲ့အလုပ်အကြောင်းကိုတွေးနေတယ်တဲ့သူမလို့ပြောလိုက်တာကတင်စားပြီးပြောတာနော်ဒီ amber ဆိုတဲ့ပရင်းရောင်လေးကိုတင်စားပြီးပြောတာအဲ့တော့ပရင်းရောင်လေးကသူမလုပ်ရတဲ့အလုပ်အကြောင်းကိုတွေးနေတယ်တဲ့ she thought သူမတွေးခဲ့တယ် my friends နားရတကယ်ချင်းတွေဖြစ်တဲ့ green light and a red light green light အစေးရောင်လေးနဲ့ red light အနီရောင်လေးတို့မှာတဲ့ have the best job အကောင်းဆုံးအလုပ်တွေရှိကြတယ်တဲ့ have the best job အကောင်းဆုံးအလုပ်တွေရှိကြတယ်တဲ့အဲဒီနေရာမှာဆို best best ဆိုတာ d3 လေးတိရမယ် adjective မှာ d3 go better best ဆိုပြီးရှိတယ်เนาะ d1 d2 d3 ဆို၃ချက်ရှိတယ်ဒီမှာတော့နောက်ဆုံးအစ် superlative adjective ပေါ့เนาะအဲ့တော့ပြန်ပြောမယ်ဒီစာကြောင်းလေးကို she thought သူမတွေးခဲ့တယ် my friends friend မှာ s ပါတယ်ငါတို့ရဲ့တင်ငါရဲ့တငယ်ချင်းတွေဖြစ်တဲ့ green light and red light အစိမ်းရောင်လေးနဲ့အနီရောင်လေးဟာ have the best job အကောင်းဆုံးအလုပ်တွေရှိကြတယ် everyone listen to လူသားရနားထောင်တယ်ဘာလို့နားထောင်လဲဆိုတော့ green when he light up အစိမ်းရောင်လေးမီးလင်းသွားတဲ့အခါမှာ go and see go ပေါ့နော်အစိမ်းရောင်လေးကမီးလင်းသွားပြီးတော့ go လို့ပြောတဲ့အခါမှာသွားလို့ပြောတဲ့အခါမှာလူတိုင်းသွားတယ်လေပြောချင်တာမီးစိမ်းလေးလင်းသွားရင်လူတွေကဘာဖြစ်ကြလဲ ရက်ထားတဲ့ကားတွေဆိုင်ကယ်တွေကိုပဲဖြစ်ကြတယ်မောင်းကြတယ်တွားကြတယ်ပေါ့အဲ့လိုပဲတဲ့ AB1 လူတိုင်းဟာ stop and stare stop and stare ဆိုတာကကျတော့က stop ကရက်တာ stare ကငေးကြည့်ရအဲ့တော့ခဏရက်ပြီးတော့ငေးကြည့်နေတယ်ဘသူ့ကိုလဲ at rat အနီရောင်လေးကိုတနည်းအားဖြင့်မီနီလေးပေါ့အဲ့တော့မီနီလေးကိုလူတွေကမီနီလေးလင်းသွားပြီဆိုရင်လူတွေကရက်ပြီးတော့ငေးကြည့်နေတယ်တဲ့ကွမ်းဒီစီဟင်းဆိုတော့သူ့ကိုမြင်တော့အခါသူ့ကိုဆိုတာအနီရောင်လေးကိုမီနီလေးကိုမြင်တဲ့အခါမှာလူတွေကသူတို့ရဲ့ဆိုင်ကယ်တွေကားတွေကိုခဏရက်တယ်ရက်ပြီးတော့ငေးပြီးတော့ဘာလို့နေတော့ ြည်နေကြတယ်တဲ့ဘယ်လိုပြောတာ Okay one day တနေ့မှာ sorry but ဒါပေမဲ့ nobody care very much about me nobody care ဘယ်သူမှငါ့ကို very much အများကြီးဂရုမစိုက်ကြဘူးတဲ့ about me ဆိုတာငါနဲ့ပတ်သက်ပြီးတော့တော့ဘယ်သူမှဂရုမစိုက်ကြဘူးငါနဲ့ပတ်သက်ပြီးတော့ဆိုတာကပင်းရောင်လေးကိုပြောတာပင်းရောင်လေးရာတဲ့သူနဲ့ပတ်သက်ပြီးတော့လူတွေကသူ့ကိုဘယ်သူမှဂရုမစိုက်ကြဘူးတဲ့နော်အဲ့တော့ mi point လေးကိုပြောနေတာအဝါရောင်အစိမ်းရောင်လေးကမီးလင်းသွားပြီးတော့ goal လို့ပြောနေတယ်လေသွားတယ်အနည်းရောင်လေးမီးလင်းကြတော့လူတွေအားလုံးကဆိုင်ကယ်လေးကားတွေကိုခဏရက်ပြီးတော့ ငြင်းကြည့်နေကြတယ်ဒါပေမဲ့ပင်းရောင်လေးအကြောင်းတော့ဘူရီကနော်နားမထောင်ကြဘူးပြီးတော့ပင်းရောင်လေးကိုကြဘယ်သူမှတိတ်ပြီးတော့ဂယုမဆိုင်ကြဘူးတဲ့ဒါလိုပြောတာပေါ့ဘူရီကဘိုက်ကိုဆက်သွားကြမယ် one day တနေ့မှာ green and red နော်အစင်းရောင်နဲ့အနီရောင်တို့ဟာ argue တဲ့ argue ဆိုတာငင်းခုန်နေကြတာပေါ့ရန်ဖြစ်နေကြတာငင်းခုန်နေကြတာနော်အစင်းရောင်နဲ့အနီရောင်လေးတနည်းအားဖြင့်မီးစိမ်းလေးနဲ့မီနီလေးတို့ဟာဟဲ့လား argue ဆိုတာစကားများကြတယ်ငင်းခုန်နေကြတယ် about ဆိုတာပတ်သက်ပြီးတော့ဘာနဲ့ပတ်သက်ပြီးတော့လဲ who had the better job ဘယ်သူကပိုပြီးတော့မှနော် who had the better job ဘယ်သူကပိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တဲ့မိစိမ့်လေးနဲ့မိညီလေးဟာစကားများနေကြတယ် after a long quarrel အချိန်ကြာကြီးရန်ဖြစ်ပြီးတဲ့နောက် quarrel ဆိုလည်းရန်ဖြစ်တဲ့စကားများတာပဲ long ကအကြာကြီးအချိန်ကြာကြီးစကားများရန်ဖြစ်ပြီးတဲ့နောက်မှာ green နဲ့နော်အစဲရောင်လေးကဘာဖြစ်ကြလဲဆိုလို့ရှိရင် lit up နော်အစဲရောင်လေးက lit up as bright as he could ူတက်နိုင်တဲ့လောက်အများကြီးသူ မီးလေးကိုစိမ့်ပလိုက်တယ်လက်ထက်ဆိုမီးလေးထွန်းလိုက်တယ်ပေါ့သူတို့ဖျောင်းနိုင်နေပါလေကိုမီးညှိရလဲပဲလက်ထက်ပဲလက်ထက်ဒီ candle ဆိုရင်ဖျောင်းနိုင်မီးထွန်းတာဒီမှာတော့မီးစိမ့်လေးကသူ့ရဲ့စွမ်းအားရှိတဲ့လောက် as bright as bright ဆိုတော့တောက်ပါတယ်အဲ့သူအစွမ်းရှိတဲ့လောက်မီးစိမ်းလေးရတခါတည်းမလုပ်လိုက်တဲ့ဆိုလို့ရှိရင်သူတက်နိုင်တဲ့မြားလင်းအောင်လုပ်လိုက်တယ်လင်းအောင်လုပ်လိုက်တဲ့အခါမှာတဲ့နော်လင်းအောင်လုပ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင် drop လို့ခေါ်တဲ့ tracker ကြီး job ပေါ့နော် job the track job လို့ခေါ်တဲ့ tracker ကြီး job လို့ခေါ်တဲ့ the truck trucker ကြီးဟာတဲ့အဖြစ်ကျ smile တဲ့ပြုံးသွားတယ်ပြုံးသွားပြီး at green ပေါ့နော်မီးစိမ်းလေးစိမ်းတဲ့အခါမှာမီးစိမ်းလေးကိုပြုံးပြတယ်ပြုံးပြပြီးတော့ began to move along ပြုံးပြနှုတ်ဆက်ပြီးတော့မှတခါလေသူသွားလို့ရခရီးကိုဆက်သွားတယ်ပေါ့ပြန်ပြောမယ် green အစိမ်းရောင်လေးကမီးစိမ်းလေးဟာ lit up as bright as he could သူတက်နိုင်တဲ့လောက်မီးလေးကိုစိမ်းလိုက်တဲ့အချိန်မှာတဲ့ဟုတ်ပြီနော် dodge လို့ခေါ်တဲ့ the truck trucker ကြီး dodge က smile at green မိစိတ်လေးကိုပြုံးပြတယ်အန်ပြီးတော့ began to move along သူသွားလို့ရခရီးကိုဆက်သွားခဲ့ပါလေတဲ့ဆက်နောက်တစ်ခုဆက်သွားမယ်နော် there was a car named sloan တလုံးလို့နာမည်ရတဲ့ကားလေးတစ်ခုရှိပါလေတဲ့ကားလေးတစ်စီးရှိရပေါ့အဲ့ဒီကားလေးက moving behind the george george ရဲ့နောက်ကနေမောင်းလာတာဟုတ်ပြီနော် moving behind the george အဲ့တော့ George ရဲ့နောက်ကနေပြီးတော့မှမောင်းလိုက်လာတဲ့စလွန်းလိုနာမည်ရတဲ့ကားတစ်စီးလေးရှိပါတယ်။အဲ့တ moment အဲ့ဒီအချိန်မှာပဲ Red Tan နော်အမီးစိမ်းလေးမီနီလေးက time ဆိုနော်ဖွင့်လိုက်တာပေါ့ this light ဆိုတော့ light ချောသူ့ရဲ့မီးလေးကိုဖွင့်လိုက်တာပြောချင်တာကတော့မီးလေးမီနီလေးလင်းသွားတာပေါ့အမ်ပြီးတော့ letter aspirator ဟီကူသူတက်နိုင်တဲ့လောက်အကောင်းဆုံးလင်းထိန်သွားအောင်မီနီလေးကသူ့ရဲ့အလင်းအားကိုဘာဖြစ်လိုက်လဲထိုးညှိလိုက်တယ်အဲ့ဒီချိန်မှာတဲ့နော်ဘာဖြစ်သွားလဲဆိုလို့ဆိုရင် job job ဟာ stop suddenly ရုတ်တရက်ရက်သွားတယ်ဆိုတော့ truck ကြီးဖြစ်တဲ့ job ကရုတ်တရက်ရက်သွားတယ် when he saw rat သူမီနီကိုမြင်တဲ့အခါမှာရုတ်တရက်ရက်သွားတယ်။အန်ပြီးတော့ Stallone following behind နောက်ကလိုက်လာတဲ့ Stallone ကားလေးဟာ crash into George. George Dodge ကိုဘာဖြစ်သွားလဲ? Dodge နော်။ Dodge ကိုဘာဖြစ်သွားလဲ?တိုက်မိသွားတယ် crash ရောတိုက်မိသွားပါတယ်တဲ့။အဲဒီဘိုင်လေးကိုဆရာပြန်ပြောပါဦးမယ်။ One day တနေ့မှာ Green and Red argue about who had the better job. One day တနေ့မှာ Green and Red မီးစိမ်းလေးနဲ့မီနီလေးတို့ဟာ argue ညှိကုန်နေကြတယ်။ about who had the better job ဘသူကပူပြီးတော့မှအလုပ်ကောင်းကောင်းလုပ်နိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးမြင်ကုန်နေကြတယ်တဲ့ after a long quarrel အချိန်ကြာကြီးစကားများပြီးတဲ့နောက်မှာတော့ brain lit up as bright as he could မိစိမ်းလေးကသူအစွမ်းအားရှိတဲ့လောက်တတ်နိုင်တဲ့လောက်မိစိမ်းလေးကိုအတင်းအတင်းစိမ့်ပလိုက်တယ်အဲ့တော့ dodge the truck dodge လို့နာမည်ရတဲ့ truck ကြီးက spy at green မိစိမ်းလေးကိုပြုံးပြတယ်ပြုံးပြပြီးတော့ began to move အလောင်းသူသွားလို့ရဆက်သွားပါတယ်စပြီးတော့ကားကိုစမောင်းတာပေါ့ there was a car named salon စလုံးလို့နာမည်ရတဲ့ကားလေးတစ်စီးရှိပါတယ် moving behind dodge dodge ကနောက်ကနေပြီးတော့မောင်းလာတဲ့သူ့ရဲ့နောက်က dodge ကနောက်ကလက်ကပ်ပြီးတော့မောင်းလာတဲ့စလုံးလို့နာမည်ရတဲ့ကားတစ်စီးရှိတယ်တဲ့ at the moment အဲ့ဒီချိန်မှာပဲ red mini လေးဟာ turn his light on သူ့ရဲ့မီလီကိုပွင့်လိုက်တယ် and ပြီးတော့ lit up as brighter he could သူတက်နိုင်တဲ့တော့သူစွမ်းအားရှိတဲ့တော့လင်းထိန်လို့အောင်မီနီလေးကမီနီလေးကိုလင်းလိုက်တဲ့အချိန်မှာတော့ dodge ဟုတ်ပြီနော် stop suddenly the dodge ကယုတ်တရားဖြစ်သွားတယ်ဆိုလို့ရှိရင်ရက်သွားတယ် when he saw rat mini လေးကို dodge ကမြင်လိုက်တဲ့အခါမှာအဲ dodge ဆိုတဲ့ truck ကရယုတ်တရားရက်လိုက်တယ်ယုတ်တရားလိုက်တော့ and slow the following behind နောက်ကလိုက်လာတဲ့ slow ကားလေးက crash into dodge dodge ကိုဘာဖြစ်သွားတယ်တိုက်မိသွားပါတယ်တဲ့ okay ဒီကြည့်ရနားလဲမလားနားလဲပါမစ်ဆရာနားလဲမနော် okay အဲ့ဒါဆိုကျွန်တော်နောက်တစ်ပိုက်တတိယပိုက် the last one amber was watching and became worried amber ပတ်တော့ပင်းရောင်လေးဟာပင်းရောင်လေးနော်မီးမီးမီးဝါလေးလို့လည်းသူကခေါ်တာပေါ့တကယ်တော့ပင်းရောင်လေးဟာတဲ့ was watching ကြည့်နေခဲ့တယ် and ပြီးတော့ became worried သိုးရင်စိတ်ဖြစ်လာပါတယ်တဲ့သိုးရင်လာပါတယ်ပေါ့နော်ကြည့်နေပြီးတော့သိုးရင်သွားတယ် she knew သူမကသိတယ်တဲ့ she had to do something သူမမှလည်းလုပ်စရာတခုရှိရဲဆိုတာသူတခုခုကိုလုပ်ရတော့မယ်ဆိုတာသူကသိတယ်နော် she knew လည်းသူမကသိပါတယ်တဲ့ she had to knew something သူမပုံစံတခုလုပ်ရတော့မယ်ဆိုတာသူကသိတယ် immediately ဆိုတာချက်ချင်းပဲ she can သူမကနော် can ဆိုလဲတော့ဖွင့်လိုက်တာပေါ့ဟာ light သူမရဲ့အလင်းရောင် midi လေးကိုဖွင့်လိုက်တာ light on and set ပြီးတော့သူမပြောလဲ slow down နဲ့ဖြည်းဖြည်းမောင်းကြပါတဲ့အဲ့လိုပြောတာပေါ့အဲ့တော့ပြောချင်တာဒီမီးစိမ်းလေးလင်းရင်လူတွေကကားလေးဆိုင်ကလေးကိုသွားမောင်းရတယ်မီနီလေးဆိုကားလေးဆိုင်ကလေးကိုရက်ရတယ်အဲပင်းင်းရောင်လေး amber လေးအဲ့လဲဆိုရင်တော့ခဏလေး slow down လုပ်ပါလို့ပြောတာနော် slow down လုပ်ပါလို့ပြောတာတကယ်တော့နော် slow down လေးဖြည်းဖြည်းလေးမောင်းကြပါလို့ပြောတာပေါ့အဲ့တော့ amber was amazed and the how was amazed amazed ဆိုတာဘာဖြစ်သွားလဲ and all သွားတယ် to see ဆိုတာမြင်ရလို့တက်တာကို all the cars were slowing down ကားတွေအားလုံးဖြည်းဖြည်းလေးမောင်းကြတယ်နော်အဲ့ဒါကိုမြင်ရတဲ့အကြောင်းဒီမှာ and all သွားပါလေတဲ့ she told red to light up and red did so တဲ့အဲ့ she told ဆိုတာသူမပြောလိုက်တယ်သူမဆိုတာဘယ်သူတွေကလဲဆိုတော့ပင်းရောင်လေးကပြောလိုက်တယ်နော် red ဆိုတာမီးစိမ်းမီနီလေးကိုပြောလိုက်တယ် to light up အေးမီနီလေးရေမင်းလှဲ့ပေါ့နော်မီနီလေးရေမင်းမီနီလေးကိုထွန်းလိုက်တော့ပေါ့အဲ့လိုပြောလိုက်တဲ့အခါမှာ red did so မီနီလေးကလည်းပြောတဲ့အတိုင်းပဲလိုက်ပြီးတော့မှဘာဖြစ်လို့မီလေးကိုသူ့ရဲ့မီလေးကိုပဲလိုက်တော့တော့ဖွင့်လိုက်တယ်ပေါ့အဲ့တော့ she was pleased သူမကဝမ်းသာသွားတယ် pleased ဆိုတာကျေနပ်တာဝမ်းသာတာကိုပြောတာ to see that ဒါကိုမြင်ရလို့ the car stopped ကားကြီးအကုန်လုံးရပ်တန့်သွားတာကိုမြင်ရတဲ့တကောင်ဆိုသူမဝမ်းသာသွားပါလေ then to now she told သူမပြောလိုက်တယ် green မီးစိမ်းလေးကိုပြောလိုက်တယ် to light that မီးစိမ်းလေးကိုမီးဖွင့်ဖို့ and ပြီးတော့အဲ့လိုပြောလိုက်တဲ့အခါမှာ green disso ဆိုတာ မီစိန်လေးရလဲအဲ့ဒီမှာပြောတဲ့အတိုင်းလိုက်လို့ပါတယ်1 day 1 by 1ဆိုအဲ့လိုတလဲပြီးတလဲတကားကားတွေဟာเนาะကားတွေကတစ်စီးပြီးတစ်စီးပေါ်ဒီမှာတော့1 by 1တကားဆိုတာကားတွေကတစ်စီးပြီးတစ်စီး scattered to most slowly ဖြည်းဖြည်းချင်းစတင်ပြီးတော့မှမောင်းနေကြပါတယ်တဲ့ finally နောက်ဆုံးမှာတော့ she realized that သူမဒါကိုနားလဲသဘောပေါက်သွားပါတယ်တဲ့ all the traffic light မီးပွိုက်မှာရှိတဲ့မီးအားလုံး all the traffic light ဆိုတာမီးပွိုက်မီးပွိုက်မှာရှိတဲ့မီးအလင်းရောင်အားလုံးဝါစိမ့်နေပေါ့ ဒီမှာတော့ဆရာတို့အဝါလို့ပဲသတ်မှတ်နေကြတယ်ဆိုတော့ခဏခဏပြောပြောတာအဝါပဲပြောနေကြတယ်ကြတော့ပင်းရောင်လေးပင်းရောင်လေးရဲ့အစင်းရောင်လေးရဲ့အလီရောင်လေးအဲ့ဒီအရောင်လေးအားလုံးကဝယ် important အရေးပါကြတယ်အရေးကြီးကြတယ်ဆိုတာကိုဒီမှာနားလေသဘောပေါက်သွားပါတယ်တဲ့ from that day အဲ့ဒီနေ့မှစ၍လို့ပြောတာ from that day on ဆိုတာအဲ့ဒီနေ့မှစ၍ amber ပင်းရောင်လေးက was never said again ဘယ်တော့မှနောက်တစ်ခါ one night စိတ်မဖြစ်ပေါ်တော့ပါဘူးတဲ့ okay เนาะအဲ့တော့ဒီနောက်ဆုံးအပိုင်လေး the last one ပေါ့เนาะ the last paragraph လေးကိုဆရာ ောက်တစ်ခေါက်ပြန်ပြီးရှင်းပြပါမယ်အဲ့တော့ Amber was watching and became worried Amber ဟာကြည်နေရင်းနဲ့စိုးရိမ်စိတ်ဖြစ်ပေါ်လာပါတယ် she knew that she knew she had to do something သူမတစုံတစ်ခုပြုလုပ်ရတော့မယ်ဆိုတာသူမသိလာတယ်တဲ့ immediately ဆိုတာချက်ချင်းပဲ she turned her light on သူမသူမရဲ့မီဒီလေးကိုဖွင့်လိုက်တယ် i'm set ပြီးတော့ပြောပါတယ် slow down ဖြည်းဖြည်းမောင်းကြပါလို့ပြောတယ် Amber was amazed Amber ဟာအော်သွားခဲ့ရပါတယ် to see ဆိုတာမြင်လိုက်ရနားလည်သွားလို့ဒါမှမဟုတ်မြင်လိုက်ရလို့သူတို့ပဲရတယ် that all the cars were slowing down ကားတွေအကုန်လုံးဖြည်းဖြည်းလေးမောင်းနေကြတာကိုမြင်လိုက်ရလို့ amber ဆိုတဲ့ပရင်းရောင်လေးပါဖြစ်သွားတယ် and all သွားတယ် she told red သူမကမီနီလေးကိုပြောလိုက်တယ် to light up မီလေးကိုထွန်းဖို့ and ပြီးတော့အဲ့လိုပြောလိုက်လို့ reddit ဆိုအဲ့ဒီမီနီလေးကလည်းပြောတဲ့အတိုင်းလေးလိုက်ပြီးတော့မီအနီလေးကိုပါလဲတော့ဖွင့်လိုက်တယ်အဲ့တော့ she was pleased to see သူမမြင်လိုက်ရလို့ဝမ်းသာသွားတယ်ဂျင်းတ်သွားတယ်တဲ့ တက်တာကို the curve stopped ကားတွေအကုန်လုံးရပ်တန့်သွားတာကိုမြင်လိုက်ရလို့ပါတဲ့ then ဆိုတာထို့နောက် she told သူမကပြောခဲ့တယ်ဘာလို့ပြောလဲ green မီးစိမ်းလေးကိုပြောတယ် to light that မီးလေးကိုဖွင့်ဖို့ and ဒါကြောင့် green did so မီးစိမ်းလေးကလည်းပြောတဲ့အတိုင်းပဲလိုက်ပြီးတော့မီးအစိမ်းလေးကိုပဲဖြစ်တဲ့တော့နင်းလိုက်တယ်ပေါ့ one by one the cars ကားတွေတစ်စီးတစ်စီးဟာ started to move slowly ဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းမောင်းနေကြပါတယ် finally နောက်ဆုံးမှာတော့ she realized that ပျင်းရောင်ဖြစ်တဲ့သူမဟာ နားလေသဘောပေါက်သွားပါပြီ all the traffic light မိပိုက်မှာရှိတဲ့မိအောင်တွေအားလုံးဟာ were important အရေးကြီးတယ်ဆိုတာကိုနားလေသွားပါပြီတဲ့ from that day on အဲ့ဒီနေ့မှစ၍ amber was never said again amber ဟာဘယ်တော့မှနောက်တစ်ခါ wednesday ဖြစ်ပေါ်ခြင်းမရှိတော့ပါဘူးတဲ့အဲ့တော့ဆိုရင်တတိယပိုင်းကလေးနားလေကြမလားနားလေပါခင်ဗျာအားလည်းမယ်နော်โอเคဟုတ်ပြီနော်ဒါဆိုရင်ကျောက်ဒီ paragraph ကလေးကိုဆရာကိုပြန်ရှင်းပြရပါမယ်နော် Okay, was ja.